မင်္ဂလာပါဒီကျွန်တော်တို့အခုဟောနော်ကြာခန့်ကိစ္စနဲ့ပတ်သက်လို့ဒီမင်းမရှင်ခြားတဲ့စော်မဲလုံးကနော်ဒီအမေရိကန်အစိုးရကနေပြီးတော့ဖွဲ့စည်းလိုက်တဲ့ဒီ scan center strike force နော်အာဒီရဲ့နောက်ွယ်မှာ သူကနေ hidden agenda ပေါ့ဗျာနော်အာနောက်ွယ်မှာဒီကြာဖြတ်မဟုတ်ပဲနဲ့ ီကြားဖြန့်ကိစ္စရဲ့နောက်ွယ်မှာဒီထက်ဟိုလေးနက်တဲ့အာကြီးကျယ်တဲ့เนาะဒီလှုပ်ရက်ချက်တစ်ခုအာအကြောင်းလေးရှိရမယ်လို့ဒါမေးမရှင်ဖြားတယ်เนาะဒါစော်မဲလုံးကနေပြီးတော့ပြောပြီးတဲ့နောက်မှာပဲ ဒါဇော်မဲလုံးအာပြောတာနဲ့ပဲဒါတိုက်ဆိုင်တာလားသူကလည်းသူအစီအစဉ်တခြားပေါ်လာတာလားတော့မသိဘူးပေါ့ဗျာနော်အာနိုင်ငံကြီးမှာတော့တိုက်ဆိုင်တယ်ဆိုတာမရှိဘူးနော်အဲ့တော့ဒီဖြားတဲ့ဒီမင်းမရှင်ဖြားတဲ့ဇော်မဲလုံးကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဟိုပြောလိုက်ပြီးတာနဲ့ဒီနေ့ပဲကျွန်တော်တို့ဟုတ်လားအမေရိကန်အောက်လွှတ်တော်ဟို sub name เนาะနိုင်ငံသားရေး sub committee မှာဒီ chairwoman ပေါ့ဗျာဒီ representative ခင်ပေါ့နော်ဒါသူကနေပြီးတော့ဒါကြီးမှုပြီးတော့လုပ်တဲ့ကြားနာမှုတစ်ခုကိုဒီနေ့လုပ်တယ်နော်ဒီ American နိုင်ငံသားရေးဒီ name ပေါ့ East Asia နဲ့ဒီ Pacific Sub Committee ပြီးတဲ့အခါကျရင် Southern Center ဒီ Sub Committee မှာပေါ့နော်အဲကြားနာမှုလုပ်တယ်အဲကြားနာမှုကတော့အဓိကကတော့ကျွန်တော်တို့ဒီမြန်မာပြည်နဲ့ပတ်သက်ပြီးတော့လုပ်တဲ့ The Subcommittee on East Asia and the Pacific and the Subcommittee on South and Central Asia will come to order. This joint hearing will assess the current situation in Burma, including the upcoming sham elections, the dire humanitarian situation facing the Rohingya community, and ways to address the proliferation of scam centers and fentanyl hurting the lives of everyday Americans. I now recognize myself for an opening statement. Burma is a failed state, rapidly becoming the world center of organized crime, with more than half of its population living in poverty nearly 3.6 million people internally displaced, and millions more having fled to neighboring countries. Although resistance forces have achieved notable successes over the past year and a half, the junta remains resilient. Still controlling about 20% of the country's land, while opposition forces control roughly twice that amount. သူနော်နေယူလာတဲ့ဒီအဂျင်ဒါဒီကတော့နမတစ်ကကျွန်တော်တို့ဒီနေ့မြန်မာနိုင်ငံမှာ humanitarian the uh, crisis no gj ဖြစ်နေတယ်ဒီ internal election no in december 2025ရှေ့ပြောင်းနေရတဲ့ဒုက္ခတွေဒီက3.6တန်းမိပါလောက်ရှိတယ်အများပြားကလည်းဒီနိုင်ငံရဲ့ကြားတွေကိုနေရက်ကိုနေရက်ကိုစုခွာပြီးတော့ထပ်ပြေးနေရတယ်ဆိုတဲ့အကြောင်းနဲ့เนาะအဲဒီအခါကြာလို့ရှိရင်ဒီ2025ဒီဇင်ဘာမှာလုပ်မယ် ရေတော့ပွဲရတာသူ့ရောင်ရေတော့ပွဲဖြစ်တယ်ဟာဒီစစ်တပ်ကနေပြီးတော့အခုမင်းအောင်လိုင်တို့ကနေပြီးတော့သူတို့တရားဝင်မှုရရှိဖို့အတွက်ကိုဒီသူ့ရောင်ဖန်ပြဖို့ဒီမိုကရေစီ process တွေကိုအတော့ချပြီးတော့ ဒါသူတို့တရားဝင်မှုရှိဖို့အတွက်ကိုပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းဒီအကြောင်းတွေကိုဆွေးနွေးထားတယ်အဲ့လိုမျိုးသူကတရားဝင်မှုရအောင်လို့နော်လုပ်လုပ်နေတဲ့အချိန်ထဲမှာပဲဒီရုရှားနဲ့တရုတ်ရဲ့ဒီ proxy ပေါ့နော်ဒီ proxy အဖြစ်ကို ဒီမြောက်လန်ဘူကဆက်လက်ပြီးတော့အတုံးချခံနေတယ်ဆိုတဲ့အကြောင်းအရာရယ်ပြီးရုရှားနဲ့တရုတ်ကနေပြီးတော့ဒီမြောက်လန်ဘူကိုဒီမြန်မာနိုင်ငံထဲမှာစစ်ရာဇဝင်မှုတွေအကျုံးလို့ဟိုအတွက်ကိုကူညီပေးနေတယ်အဲ့ဒီအတွက်ကိုဒီလက်နက်တွေ အာရောင်းချပေးနေတယ်အပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဟို surveillance technology ပေါ့နော်ဒီကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေလူတွေကိုစောင့်ကြည့်နေတဲ့ဒီနည်းပညာတွေကိုဒါအကူအညီထောက်ပံ့ပေးနေတယ်ဆိုတော့ ကြောင်းရည်ကိုဒါဆွေးနွေးတော့အဲ့တော့ဒီလိုမျိုးဟာမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းလေးပေါ့ဗျအဲ့ဒီမှာနောက်တစ်ခုကျွန်တော်တို့အားဒါအားလုံးသိထားပြီးသားကြပဲပါလာကဒီယူနီမော online scanning တွေပြီးရခါကြရင်ဒီ Federal Emergency Water ဖြန့်ဖြူးမှုဆိုတဲ့အာကိစ္စတွေเนาะဒါတွေလည်းပါတာပေါ့ဒီအကြောင်းအရာတွေပေါ့เนาะအဲ့တော့အဲ့ဒီအကြောင်းအရာလေးကိုဒီ representative ကဆွေးနွေးတော့တယ်เนาะအဲ့တော့ဆွေးနွေးတော့ ပြီးတဲ့သူကနော်အဓိကအချက်ကတော့ဒီလိုဖြစ်ပျက်နေတဲ့ကိစ္စတွေကဒီ American Soy အနေနဲ့ morally obligation မှာနော်ဒီစိတ်ဓာတ်ရဒီတန်ဖိုးရဒါတွေဟာကိုတောင်းရင်ယူဖို့အတွက် American နိုင်ငံအနေနဲ့ American Soy မှာတောင်းရင် ရှိတယ်အာအဲ့လိုမျိုးတာဝန်ရှိတဲ့ဆိုတဲ့နေရာမှာလဲသူကဒီ humanitarian crisis ဒီလူသားချင်းစာနာမှုဆိုင်ရာဒီဟိုဒုက္ခဖြစ်မှုတွေပဋိပက္ခဖြစ်မှုတွေ 但係後邊咧，嗱，即係啲炒莊家啲美國嘅啲 interest 嚟講，嗱，佢做市話嚟咧，人家報盤不得，你收得下股。但係 representative 聽啊，算你多啲，係咯，係咁啊，啊，不如做市話嚟，不如莊家啲美國 interest 嚟報盤啲咧，收得佢卡住咯。仲有啲 supply chain uncertainty 喎，嗱，啊，仲有。 ဟိုရေနံနဲ့တဘာဝတန်ငွေပဲပြောပြဟုတ်လားဒီကုန်ပစ္စည်းတွေနေအာတနိုင်ငံနေတနိုင်ငံဒေသတစ်ခုကနေတစ်ခုကိုနော်တယ်ယူတော့ပြောပြောပါနော်အဲအဲ့လိုမျိုးကိစ္စတွေ supply chain security ပေါ့နော်ဒီလိုမျိုးလုံခြုံရေးအတွက်ဆိုတဲ့အကြောင်းအရာပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ economics ဒီ partnership ပေါ့နော်ဒီစီးပွားရေးရမိဖက်ဒါပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့အချိုးစီးပွားလိုကိစ္စတွေပါတယ်ပြီးတဲ့အခါကျရင် critical အာ mineral initiative ဆိုတဲ့ကျွန်တော်တို့အခု rare earth နဲ့ mineral ပေါ့ဗျာနော်အာဒီလိုမျိုးရှားပါတဲ့ဒီတဘာဝတထုဟိုကိစ္စလိုဟာမျိုးတွေအတွက်ပါတယ်နော်အဲ့တော့အဲ့ဒီအကျိုးစီးပွားတွေကအမေရိကန်အနေနဲ့ကမြန်မာနိုင်ငံမှာရှိနေရဆိုတဲ့ အဲအကြောင်းကိုဒါသူကပြောတယ်နော်အဲ့တော့ပြောပြီးတဲ့အထဲမှာအဓိကကတော့ဒီအခုအမေရိကန်တမရထရန့်ရဲ့အာဂျင်ဒါဖြစ်တဲ့အမေရိက First ဆိုတဲ့ဒီအာဂျင်ဒါနဲ့မြန်မာနိုင်ငံမှာဒီနေ့အာဖြစ်ပျက်နေတာတွေနဲ့ဘလို့ပတ်သက်လဲဆိုတာကိုသူကဒီမှာထည့်တယ်ထည့်တယ်ဆိုတဲ့နေရာမှာအခုဖြစ်နေတဲ့ online scanning နဲ့ဒီ mobile server fundament ဒီဖြန့်ဖြူးမှုတွေကိစ္စကအဓိကပဲဒီ online scanning ကြောင့်မလို့ဒီအမေရိကန်မှာเนาะ ျွန်တော်တို့ဒီနေစဉ်အမေရိကန်ပြည်သူလူထုတွေသူတို့ပင်ပင်ပန်းပန်းနဲ့အာရှာဖွေစုဆောင်းထားတဲ့ငွေကြေးတွေဒါဟိုဘီလီယံပေါင်းများစွာเนาะလိမ့်လေပြီးတော့လိမ့်လေခံရတယ်ဆုံးရှုံးခံရတယ်အဲ့ဒါကဒီအမေရိကအမေဒီအမေရိကန်တမရထွန့်ရဲ့เนาะဒီအမေရိကဖတ်ဆိုတဲ့ဒီအကြောင်းအရာနဲ့ဒိုက်ရိုက်ဟိုတက်ဆိုင်နေတာဖြစ်တယ်ဒါကြောင့်မလို့အမေရိကန်ရဲ့ဒီလက်ရှိရှိနေတဲ့เนาะဒီနိုင်ငံသားရေး မူဟာရကိုဒါပြန်လဲအာစဉ်းစားတုံးသက်ဖို့အတွက်ကိုဒါဒီကြားနာပွဲကဒါရေးရတာเนาะအဲ့တော့ဒီကြားနာပွဲကိုဒါဒီနေ့ပဲလောက်သွားတာဖြစ်တယ်เนาะအဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဟုတ်လားအခုဟိုမှာနေဖြားတယ်နေမင်းမရှင်ဖြားတယ်ဟိုစော်မဲလုံးသူကတိကျနေတယ်ဟုတ်လားသူတိကျနေတယ်ဒီကြားဖြန့်ရဲ့ကြားဖြန့်ဆိုတာအဓိကမဟုတ်ကြားဖြန့်ရဲ့နောက်ွယ်မှာဒါ ဟရန်အာဂျင်နာရှိကိုရှိရမယ်နော်ဆိုပြီးတော့ဒါသူကပြောသွားတော့အဲ့တော့သူ့ရဲ့ဒီအမေးကိုဒါအမေရိကန်မှာရှိတဲ့ကျွန်တော်တို့ outlook တော့နော်ဒီနိုင်ငံသားကြီးဒါ set committee က representative king ကကြားနာမှုလုပ်ပြီးတော့နော်ဒါမေးမရှင်ဒါဖြားတယ်စော်မဲလုံးတည်ကျင်နေတဲ့ဟာကိုဒါဖြေချသွားပြီးတယ်နော်အဲ့တော့ဆိုလိုရင်းကဗျာ ဒီကျွန်တော်တို့ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့เนาะဒီကြားပြန်ကိစ္စမွေးစည်းဝါးကိစ္စရွေးကောက်ပွဲကိစ္စเนาะအကုန်လုံးဟာအမေရိကန်ရဲ့ဒါအမေရိကဖတ်ဆိုတဲ့အကျိုးစီးပွားကို direct လာရောက်เนาะဟိုထိခိုက်ပတ်သက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီနေရာမှာကွက်ကွက်ကွင်းကွင်းအာမြင်ရမှာဖြစ်တယ်เนาะအဲ့တော့ဒါကဟိုဘောဒီနေ့လှုပ်လိုက်တဲ့ဒါကြားနာမှုလေးအကြောင်းအဲ့တော့ဒီအကြောင်းလေးပြီးသွားတဲ့အခါကျတော့နောက်ထပ်အကြောင်းက ဘာလဲဆိုတဲ့အခါကျတော့မင်းမရှင်ဖြားတယ်။ဇော်မဲလုံးကဒီကြားပြန်ကိစ္စနဲ့ပတ်သက်လို့ပေါ့ဗျာ။သူကဟိုနင်းကိုဟိုဒီတိုင်းနာလက်နဲ့ကင်ဒီကိုသူကဆွဆွဲသွားတော့ဟောသူတို့ကြောင့်ဖြစ်တာအာသူတို့လှုပ်လို့ဖြစ်တာเนาะဒီမင်းအောင်လိုင်းတို့ဟိုနေမင်းမရှင်အုပ်စုနဲ့အာမတက်ဆိုင်ဘူးဆိုပြီးတော့ဒါသူက ထုံးစံအတိုင်းပဲဒါသူလိန်သွားတာကိုကလေးရာစာခွေးရာစာเนาะအကုန်လုံးတည်တယ်ဒါပေမဲ့သူကဟိုနေလိန်မြဲလိန်တယ် နော်လိမ်မြဲလိမ်နေဆိုတဲ့အခါကျတော့ကျွန်တော်ကမျိုးစောက်အကျယ်တွင်းတော့မပြောချင်ဘူးဗျာအခုကျွန်တော်တို့ဟိုမြန်မာပြည်မှာတဲမှန်နေတဲ့ပြည်သူတွေပဲဖြစ်ဖြစ်နော်ဟိုကျွန်တော်ဆိုလို့ရှိရင်ဗျာဟုတ်လားအခုနေမော့ဟိုမြန်မာနိုင်ငံလေးကိုပြန်သွားတဲ့အခါမှာတို့မျိုးချစ်တွေဒီကိုယ်တိုင်ကပဲပြောတာနော်မျိုးချစ်တွေကိုယ်တိုင်ပဲပြတာဟုတ်လားနေပြည်တော်လိုနေရာမျိုးမှာဗျာ လူတွေကဟုတ်လားလောင်းကစားဝိုင်းနေနော်ဟိုနေဟိုလမ်းဘေးမှာပဲဗျာဟိုအိမ်မှာပဲဗျာဖဲဝိုင်းနေလောင်းကစားဝိုင်းနေဟိုဒါတရားဝင်လုပ်နေတာဒါရဲတွေ ဒီနယ်ရင်းတွေကเนาะအဲ့ဒီလောင်စာဝိုင်းတွေကိုသွားပြီးတော့ပတ်စံယူတယ်ပတ်စံကောက်တယ်เนาะအာဒီလိုမျိုးအလုပ်တွေကိုဟုတ်လားအာလုပ်နေတာတွေကိုတင်းတင်းကျပ်ကျပ်ကျွန်တော်တို့ဒါဟိုတွေ့နေရမှာပဲအဲ့တော့သူပြောသလိုဒါတိုင်းသားလက်နက်ကင်တွေဒါเนาะတာဝန်ရှိတယ်လေသူတို့စီမှာတာဝန်မရှိဘူးဆိုလို့ရှိရင်ဗျာအခုကျွန်တော်တို့ဒီရန်ကုန်ဟုတ်လားမန္တလေးเนาะဒီမြို့ကြီးတွေမှာဒီဖြစ်ပျက်နေတဲ့ဟုတ်လားဒီ KTV ဟုတ်လား ြီးလို့ရှိရင် hotel တွေမှာဖြစ်ပျက်နေတဲ့မူရီစေဝါကိစ္စတွေဒါတွေကိုဘယ်သူတွေလုပ်နေလဲဟုတ်လားဒီ KTV တွေကိုဘယ်သူတွေကနေပြီးတော့ license ချပြီးတော့ဖွင့်ပေးနေလဲဒီ KTV တွေ hotel တွေမှာမူရီစေဝါတွေเนาะ အာရောင်းချနေတာတွေဒီအသက်မပြည့်သေးတဲ့ကလေးသူငယ်တွေကိုလိန်ကျုံပြုမှုလုပ်နေတာတွေအဲ့ဒီဟာတွေအကုန်လုံးဖြစ်ပျက်နေတဲ့ဟာတွေကလည်းဒီဗိုလ်ချုပ်တွေပိုင်တဲ့ဟိုတယ်တွေတရုတ်တွေပိုင်တဲ့ဟိုတယ်တွေမှာအာဒါတွေဖြစ်နေတာเนาะအဲ့တော့ဒီရန်ကုန်တို့မန္တလေးတို့ဆိုတာတွေကဗျာတိုင်းသားလက်နက်ကိုင်ဟိုအဖွဲ့အစည်းတွေရှိတဲ့နေရာတွေမှာမဟုတ်တာเนาะအဲ့တော့ဒီနေရာမှာဒီကျွန်တော်ရဲ့အဲ့ဒီကြားပြန်ကိစ္စရင်းနဲ့ပတ်သက်လို့ပေါ့เนาะ ဒီဟိုနေကျွန်တော်ရဲ့ဒီ video file အောက်မှာဒီ command ဒီရေးရတဲ့ဒီ command တချို့ကိုเนาะကျွန်တော်ဒီမှာနည်းနည်းဖတ်ပြမယ်စိတ်ဝင်စားဖို့ကောင်းတော့ဟုတ်လားအဲ့ဒါဘာလဲဆိုတော့အာ command တစ်ခုမှာဘာပြောလဲဆိုတော့မာလာဒီဆရာနာတိမ်ပြီးကြတဲ့ကားတဲ့ဒီမြမပြည်မြို့ကြီးတိုင်းမှာအာလောင်းကစားတွေနော်မို့လို့ပေါက်လာတယ်တဲ့လောင်းကစားမှန်တယ်များတရုတ်ကလာတာပဲတဲ့မာလာတို့ဒီစစ်ခွေးအစိုးရဆိုသူများက မကောင်းမှုကိုနှိမ်နင်း ဟိုဘုတ်ဝေးစားရဲရဲတွေရဲနေဌာနဆိုင်ရာအစင်းစင်းကားရဲလနေလစင်ကြီးနော်အာလစင်ကြီးနိုင်ကြီးကောက်ခံယူကြပြီးတဲ့ကြီးထွားလာကြတာဖြစ်တယ်တဲ့ကာရာအိုကေလုပ်ငန်းတွေများစွာပေါ်ပေါက်လာတယ်တဲ့အာမူရစေဝါအာရောင်းချလုပ်ကင်နေရတဲ့နေရာအနှံ့ပေါ်လာတယ်အာငွေရနေကြလို့အာမနေနင်းကြဘူးတဲ့နော်ကိုချိုကြီးပြောရတဲ့အကုန်မှန်တယ်တဲ့မြန်မာပြည်ကိုဖျက်ဆီးနေတာအာစစ်ခွေးမလာလို့စေအစိုးရရဲ့လုပ်ခဲ့ကြတဲ့အဆက်ဆက်ကြောင့်သာ အာဖြစ်တယ်ဆိုတဲ့နော်ကွန်မန်းလေးအဲ့ဒါကအမှန်ပဲနော်အမှန်ပဲဆိုတော့ကျွန်တော်ကိုရင်လည်းရောက်ခဲ့တယ်မျိုးလုံးနဲ့လည်းတွေ့ခဲ့တယ်ပတ်ဝန်းကျင်တစ်ခုလုံးကဒီလောင်းကစားဝိုင်းနေအာမွေးရေးစေးဝါးတွေပြီးတဲ့အခါကျရင်ဒီ online gaming နေနော်ဒီဖုန်းတွေမှာနော်အာကစားကြတာတွေဒါတွေပဲအာမြန်မာနိုင်ငံမှာဟိုဖြစ်နေတာဗျာပြီးရင်ဒီ Japan ကိစ္စဟုတ်လား အာဒီမွေးစေဝါကိစ္စနဲ့ပတ်သက်လို့ဒီလုပ်နေတဲ့အာဒီတရုတ်တွေပေါ့နော်တရုတ်တွေဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံထဲမှာဘယ်လိုနေကြလဲဆိုတာကိုဒီမှာကျွန်တော်နောက်ထပ် comment လေးတစ်ခုကျွန်တော်ဖတ်ပြမယ်နော်ဒီရန်ကုန်ဖိုးစိန်လန်းတဲ့ဟိုတယ်တွေမှာလည်းနှစ်ချီနေတဲ့ဒီတရုတ်တရုတ်ပို့ဆောင်ကြီးလုပ်တယ်လို့တဲ့မွေးစေဝါတွေအာကြားဖြန့်တွေလုပ်နေတာလည်းတွေ့ခဲ့မှုတယ်တဲ့နော်ဒါရန်ကုန်ရဲ့ဒါဟိုနေ့ဖိုးစိန်လန်းမှာနော်ခုနကဒီမင်းမရှင်ထားတဲ့ဇော်မဲလုံးကသူက ဒီကြားဖြန်တို့ဒီမူရစီဝါကိစ္စတို့လိန်ကျုံပြုတ်ဒီအသက်မပြည့်သေးတဲ့ကလေးသူငယ်တွေကိုလိန်လိန်ကျုံပြုတ်တာတို့လူကုန်ကူးတာတို့ကဒီတိုင်းသားလက်နက်ကင်တွေပဲလောက်တာလို့သူကပုံချအာသွားတဲ့အချိန်မှာကဲမြန်မာပြည်တွေကပြည်သူတွေကသူတို့မျက်မြင်နဲ့သူတို့ကိုယ်တိုင်မှတွေ့လို့ဟလာကွန်မန့်မှာလာပြီးတော့ရေးထားပေးတာအာရန်ကုန်ဖိုးစိန်လန်ဟိုတယ်ဒီမှာလည်းဒီမှာနှစ်ချီပြီးတော့နေတဲ့တရုတ်တွေဒီအလုပ်တွေကိုလုပ်နေတာတဲ့နော်အာပြီးတဲ့အခါကျရင်ဗါလဲ တက်ကအရာရှိကြီးတွေကတဲ့ KTV ထောင်နေတဲ့မာဆက်ထောင်နေတဲ့တစ်ဖက်ကမွေးရစီရောင်းနေတဲ့နော်အဲနော်အပြင်အပေါ်ယံဘန်တာတဲ့အခြားလုပ်လေးတွေကိုလုပ်ပြတယ်တဲ့နော်အာဒီလိုမျိုး comment လေးတွေဒါလာပြီးတော့နော်အာပေးသွားတာတွေရှိတယ်ပြီးတဲ့အခါကျရင်တော့ဘာတွေရှိလေးလဲဆိုတဲ့အခါကျတော့အာဟိုဗာလဲရန်ကင်းကတဲ့ရန်ကင်းကဂိုရင်းစီးမှလည်းတဲ့တရုတ်ပြည်အများကြီးတဲ့လှိုင်းသားရအာ နိုင်တရာအဖက်မိုင်ပါလေတဲ့အနေတရုတ်တွေအများကြီးတဲ့မတိတဲ့နေရာတွေရှိသေးတယ်မင်္ဂလာတော်ဆက်မှုဆောင်ပါလဲရှိတယ်တဲ့နော်အဲ့တော့ဒီလိုမျိုးကြားဖြတ်လုပ်ငန်းတွေမွေးစေဝါအာလုပ်ငန်းတွေကိုဒါမြို့ကြီးတွေထဲမှာလည်းဒီတရုတ်တွေကလုပ်နေတယ်အဲ့မြို့ကြီးတွေဆိုတာကလောလောဆယ်မှာဒါမင်းအွန်လိုင်းကိုကင်တွယ်ထိန်းချုပ်အုပ်ချုပ်ထားတဲ့နေရာဒေသတွေ အာဖြစ်တယ်နော်အဲနောက်ထပ် comment လေးတစ်ခုမော်ဝီမျိုးကတဲ့ဟိုတယ်တွေမှာလည်းတွေ့ခဲ့တယ်တဲ့လပြတ်အခန်းကားပြီးနေကြတာတဲ့ပိုင်ရှင်တွေတော့တည်ကြမှာတည်မယ်တဲ့သူတို့အပြောက project တွေလုပ်ရေးဆွဲနေတာလို့ပြောတယ်တဲ့နော်ဒါကဟိုပြည်ပမှာနေတဲ့လူတွေမဟုတ်ဘူးမြန်မာပြည်ရင်းထဲမှာရှိတဲ့ပြည်သူလူထုတွေကသူတို့ နေ့စဉ်ကြုံတွေ့သူတို့မြင်နေရတဲ့အာကိုဒါတော့ပြည်သူတွေမှာတချို့ comment ရေးရလို့ရေးကြတဲ့ဟိုလူတွေနော်အာသူတို့ကိုယ်တိုင်ဒါမြင်တဲ့ဟာတွေကသက်သေထွက်ဆိုထားပေးတာ နော်အဲတက်တိတ်ထွက်ဆိုထားပြီးရယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအခုမင်းအောင်လိုင်းကိုပဲဖြစ်စေဟုတ်လားဒီဖြားလဲစောဒီမင်းမရှင်ဖြားလဲစောမဲလုံးတို့ပဲဖြစ်စေတို့အများကြီးပြောနေတယ်ဗလားဟိုကျွန်တော်တို့တိုင်ပါကျွန်တော်တို့တိုင်ပါဆိုတာဗျာနော်အခုခင်ဗျာဒီ YouTube တို့ Facebook တို့လား Telegram တို့ TikTok တို့မှာအကုန်လုံးလိုက်ကြည့်လိုက်နော်ဒီကိစ္စတွေအားလုံးကိုပြည်သူတွေကနေ့စဉ်နဲ့အမျှစက္ကန့်နဲ့အမျှနေ့စဉ်ပြောဆိုနေကြတာဗျာတိုင်ကြားကြရအောင်မလို့ဘူး နော်အဲလိုအပ်နေတာကဘာလဲစစ်ဆေးဖို့ပဲလေနော်စစ်ဆေးဖို့ပဲလိုအပ်နေတာနော်စုံစမ်းဖို့လိုအပ်နေတယ်စစ်ဆေးဖို့လိုအပ်နေတယ်ဓာရီကိုဖော်ထုတ်ဖို့လိုလိုအပ်နေတယ်အဓိကတရားခံတွေကိုအာအပြစ်ပေးအရေးယူဖို့လိုအပ်နေတယ်လေဗျာနော်အဲ့တော့ဟိုဖြားတယ်ဆိုမဲလုံးတို့မင်းအွန်လိုင်းတို့ကဓာရီကိုမလုံနိုင်လို့ရှိလို့ရှင်ပြည်သူတွေအနေနဲ့လုံနိုင်တယ်ကိုပစံနဲ့ကိုစိုက်ပြီးတော့နော်ဓာရီကိုစုံစမ်းစစ်ဆေးနိုင်တယ်ကိုပစံနဲ့ကိုစိုက်ပြီးတော့အာဓာရီကို အာတရားဆွဲနိုင်တယ်နော်အဓိကလိုအပ်နေတာကပြည်သူလူထုကသူတို့အဲ့ဒါမျိုးတွေလုပ်လို့ရှိရင်သူတို့ကမဖမ်းဖို့ပဲနော်ဒါပဲလိုအပ်တာနော်ဒါကြောင့်မလို့ဖြားလဲဆိုမေးလုံးကိုဒီနေရာကနေပြီးတော့နော်အာပြောလိုက်ချင်တာကတကယ်ပဲခင်ဗျားတို့ဒီလုပ်ငန်းတွေမှာမပတ်သက်ဘူးဆိုလို့ရှိလို့ရှိရင်နော်ပြည်သူလူထုကိုခင်ဗျားတို့လွတ်လွတ်လပ်လပ်ဟိုစုံစမ်းစစ်ဆေးခွင့်ပေးလိုက်အဲ့ဒါဆိုလို့ရှိလို့ရှိရင်ပြည်သူလူထုကသူ့အနေနဲ့သူစုံစမ်းစစ်ဆေးပြီးတော့သူ့အနေနဲ့သူတရားစွဲလိုက် နော်အဲ့တော့ဟိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ကလည်းဒီနေ့ဒီအချိန်ကအခွင့်အောင်းတစ်ခုပဲဗျဒီဟိုမေးအွန်လိုင်းတို့ကိုအခုကျွန်တော်တို့ပြီးခဲ့တဲ့ဟိုများမကြမီကာလ6လလောက်ကနေသူ6လကျော်လောက်ကအခုချိန်ထိလည်းဖြစ်နေပါသေးတယ်နော်ဒီဟိုနေ့မော KBC ကမ္ဘောဇာဘန်မာဟုတ်လားငွေတွေအာပျောက်သွားတာတွေနော်တချို့တွေဆိုခင်ဗျတိတ်နဲ့တန်းနဲ့ချီပြီးတော့နော်ပျောက်သွားတာတွေအဲ့ဒီအတွက်လည်းအဲ့လိုပျောက်သွားတဲ့အတွက်လည်းဆုံးရှုံးသွားတဲ့အတွက်လည်း အာဒီကမ္ဘောဇာဘဏ်ကလည်းဘာမှတာဝန်မယူဘူးဒီမြန်မာဘဟုဘဏ်ကလည်းဘာမှတာဝန်ယူမှုအာမရှိဘူးနော်အဲမရှိဘူးအစိုးရလုပ်တဲ့သူကလည်းဒါတွေကိုစုံစမ်းစစ်ဆေးအဖော်ထုတ်ပြီးတော့နော်အာအရေးယူခြင်းဆိုတဲ့ကိစ္စတွေမှာလည်းဘာတစ်ခုမှမတွေ့ရဘူး ်နော်ဒါ KP ဆိုလို့ရှိရင်လည်းဒီတိုင်းပဲအဲ့တော့ဟိုကျွန်တော်တို့သိကြပါတယ်အရင်တုန်းကဆိုလို့ရှိလို့ရှိရင်ဟုတ်လားကျွန်တော်တို့ဟိုလာဥနေဝင်းခစ်တော်ကဆိုလို့ရှိရင်သူဘာလို့လို့လောက်ရမယ်မသိတဲ့အခါမလုတ်တတ်တဲ့အခါကျတော့ငွေတွေကိုတင်းလိုက်တယ်ဗလားနော်ငွေတွေကိုတင်းလိုက်တဲ့အတွက်ပြဿနာတွေတက်ကြတယ်အခုကျတော့မင်းရောက်လိုင်းတို့လက်ထက်ကျတော့ငွေတွေကိုမတင်းတော့နော်တီတူလူတုစီကနေပြီးတော့ဘာဖြစ်လဲငွေတွေကိုပြန်ပြီးတော့ အာခိုးယူတာပေါ့ဗျာเนาะဘလို့နီးနဲ့ခိုးယူလဲအခုကြားပြန်နေနဲ့ပေါင်းပြီးတော့ခုနလိုသူတို့ဒီရဲ့ခရိုနီဖြစ်တယ်ဟုတ်လားအကြောင်းဆရာဆိုတာဒါအားလုံးနဲ့တည်ကြပြီးတာမောင်ကြီးကနေပြီးတော့ဒါဘန်ဘန်လုပ်ငန်းလုပ်ဖို့အတွက်เนาะခုနင်းဖြစ်ထားပြီးတယ်ဒါသူတို့ရဲ့ဘန်ပဲပြောရလို့ရှိလို့ရှိရင်ဟုတ်လားအဲ့တော့ကြားပြန်နေနဲ့ဒီဘန်နဲ့ဒါမင်းအွန်လိုင်းလုံးနဲ့ပေါင်းပြီးတော့ပြည်သူလူထုရဲ့ငွေတွေကိုဒါခိုးယူတာပဲဗျာဘာဖြစ်လို့ခိုးယူတာလဲဆိုတော့မင်းအွန်လိုင်းစီမှာငွေမှမရှိတာငွေမရှိတဲ့အတွက်ခိုးယူတယ်ခုနလိုမျိုး ူတို့ရဲ့ဗိုလ်မှူးတွေဟုတ်လားသူတို့ရဲ့ဒီအာစစ်ရာစစ်ခွေးရာရှိတွေကိုဟုတ်လားဒီ KTV ထောင်ခွင်းเนาะအားရင်းညာတွေအကုန်လုံးပေးတယ်အဲ့ထဲမှာလှုပ်ချင်တာတွေပေးလှုပ်တယ်လှုပ်ပြီးတော့အဲ့ရရတဲ့ငွေတွေကိုဘာဖြစ်လဲအဲသူတို့ကိုဆက်တာတယ်အဲအဲ့ဒီမှာသွားတဲ့တုံးဖြုံနဲ့ကုန်ကြတဲ့ငွေတွေကဘယ်သူငွေတွေလဲဆိုတော့မြမပြည်သူလူထုရဲ့ငွေတွေပဲဖြစ်တယ်ဘယ်သူရဲ့ငွေတွေမှမဟုတ်ဘူးမြမပြည်သူရဲ့ပြည်သူလူထုရဲ့ငွေတွေပဲဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မင်းအွန်လိုင်းတဲ့ဒီစစ်တပ်က ပြောရလို့ရှိရင်မြန်မာနိုင်ငံကိုเนาะဟိုကျွန်တော်တို့ဒီလိုမျိုးရိုးရိုးလူမျိုးတုံးတက်ဖြတ်တဲ့ဒီစစ်ပွဲတွေနဲ့เนาะတက်ပြုံနေမဟုတ်ဘူးလူတွေငတ်အောင်အာစားနေရာမရှိအောင်အလုတ်ကင်မဲ့အောင်လုပ်ယုံနေမဟုတ်ဘူးငွေကိုရဲမှာမရှိတဲ့ငွေတွေကိုသူတို့ကထပ်ပြီးတော့ဗာဖြစ်လဲအာခိုးနေကြတဲ့အနေအထားမှာ ဖြစ်နေတယ်။ဒါကြောင့်မလို့ဒီဒီဒီမေးမရှင်ဖြားတယ်ဇော်မေးလို့ဇော်မေးလုံးပြောတယ်ဒီကြားပြန်ကိစ္စတို့ဘာတို့ညာတို့ဆိုတာတိုင်းသားလက်နဲ့ကင်နေနဲ့ပဲပတ်သက်တာပါသူတို့လုံလို့ဖြစ်တာပါကျွန်တော်တို့နဲ့မဆိုင်ပါဘူးဆိုလို့ရှိလို့ရှိရင် ပြည်သူလူထုကိုစုံစမ်းဝင်ပေးလိုက်ပြည်သူလူထုကလည်းဒီနေ့ဒီအချိန်မှာဒီကမ္ဘောဇာဒီဘန်နေတီပေးဒီမှာသူတို့ဆုံးရှုံးနစ်နာသွားတဲ့ငွေတွေကိုနော်အဘလိုမျိုးဒီဘန်မြန်မာဘဟုဘန်ကမ္ဘောဇာဘန်နဲ့မီးအောင်နိုင်တို့ကတောင်းဝင်ယူတောင်းဝင်ခံပြီးတော့ဖြည့်ရှင်းပေးမလဲဆိုတဲ့ဟာကိုကျွန်တော်တို့အနေနဲ့တောင်းဆိုဖို့တင့်တယ်ဗျာဒီအချိန်မှာနော်ဒါတွေကိုတောင်းဆိုရမယ်ကျွန်တော်တို့စမ်းကြည့်ကြည့်မီးအောင်နိုင်ဘလောက်ထိတက်တည်ကောင်းလဲအဘလိုမျိုးဖြည့်ရှင်းမလဲဆိုတော့စမ်းကြည့်ကြည့်နော်အဲဒါလေးကိုလည်းပြောခြင်းနဲ့နောက်ပြီးတဲ့ ဲ့ခါကြရင်ဒီအာဇော်မဲလုံးပြောထားတဲ့နော်ဒီကြားဖြန်းရဲ့နောက်ွယ်မှာအမေရိကန်ရဲ့ hidden agenda ရှိတယ်ဆိုတာခုနကကျွန်တော်ဗီဒီယိုဖိုင်ထဲမှာဟုတ်လားပြောယူပါပါကြီးဟုတ်တယ်အဲ့ဒီ hidden agenda ကတော့ဒီဒီစခွေးမင်းအောင်နိုင်တို့ရဲ့ဒါအာနာကိုဒါဖျောက်ချမယ် region change နော် region chain ပဲဖြစ်တယ်အဲ့ဒီ region chain အတွက်ကိုဒီကြားတဲ့နေလူကုန်ကူးမှုတွေဒါမူရစီဝါကိစ္စရင်းနဲ့ခေါင်းတွေတည်ပြီးတော့လာတာအဲ့တော့ American ရဲ့ hidden agenda ဆိုတာတကယ်ကယ်တကယ်တော့ hidden agenda မဟုတ်ပါဘူးအားလုံးလည်းသိထားပြီးသားနှစ်ပေါင်းများစွာနော်ဆုံးရှုံးနေတဲ့မြန်မာပြည်လူလူတို့ရဲ့ ဒီမိုကရေစီတွေမြန်မာပြည်သူလူထုဆုံးရှုံးနေတဲ့လူအခွင့်အရေးတွေเนาะအာပြီးတဲ့အခါကျရင်ဒီတရုတ်ကနေပြီးတော့မြေအောင်နိုင်ငံကိုကပိုက်ဆောင်နဲ့ထည့်ပြီးလက်ကင်တော့ဖြစ်เนาะအာတိုင်းပြည်ကိုဒါကိုလိုနီဂျုံပြုတ်နေတဲ့ကိစ္စတွေကိုဖြေရှင်းဖို့အတွက်အမေရိကန်ကနေပြီးတော့လုံးမှာဖြစ်တယ်เนาะအဲ့တော့ခုနကကျွန်တော်ဒီစီနိတ်အမေရိကန်အောက်လွတ်တော်ရဲ့ကြားနာမှုဗီဒီယိုလေးကိုလည်းကျွန်တော်တက်တဲ့အထောက်ထားပြီးကျွန်တော်ထည့်ပြီးလိုက်တယ်เนาะအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲဗျာเนาะတိတ်ပြီးတော့လည်းများများမဟုတ်ဘူး